โอเคကျွန်တော် ID ဒီ battery ပေါ့เนาะ battery ကျွန်တော်ဖွင့်ပြတဲ့ video တစ်ပုတ်မှာကျွန်တော်တို့အဝါရောင်ကျွန်တော်တို့အပူကန် flame ပြားဆိုပြီးကျွန်တော်ပြောခဲ့တယ်ပေါ့เนาะအဲ့ဒီမှာတယောက်ကကျွန်တော်ကို video အစမှာခဲ့မှားနေပြီတဲ့အဝါရောင်အပြအပူကန်မဟုတ်ပါဘူးတဲ့လျှက်မကူအောင်လို့ခံတာပါတဲ့အမှန်တကယ်တော့အခုပြောတာလည်းမှန်တယ်ဒါပေမဲ့မှားတယ်ပေါ့เนาะကျွန်တော်ကကျတော့ကျွန်တော်ပြောလိုက်တာအပြည့်စုံတော့မပြောလိုက်ဘူးကျွန်တော်အပူကန်ပြားလို့ပဲပြောလိုက်တယ်လျှက်ကလည်း အလုတ်လုတ်တဲ့သူကအပူကံပြားအနေနဲ့လေအလုတ်လုတ်တယ်အဲဘာလို့လဲဆိုတော့ကျွန်တော်အခုကျွန်တော်ပြောရင်ဟိုဖြစ်မှာဆိုလို့ကျွန်တော်မှန်ကြောင်းကျွန်တော်ပြန်ပြောပြပေးမယ်ပေါ့နော်ဒါကြောင့်ဒါကျွန်တော် AI ကိုမေးတာပေါ့နော် AI ကနေပြီးတော့သင်ကျွန်တော်ပြောပြဒီကောင်လေးကကျွန်တော်ဒီဟာအပူကံဖလင်ပြားအနေနဲ့ကျွန်တော်တို့အလုတ်လုတ်တယ်အပူကံဖလင်ပြားအနေနဲ့အလုတ်လုတ်ပြီဆိုကြရဲကသူကလျှက်တော့မကူတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲသူအပူကံအဆင့်ထိချောင်သူအလုတ်လုတ်နေပြီဆိုလျှက်ကူဖို့ကတော့ဒါကတော့ အဲကျွန်တော်တို့ပြောစရာမလိုတော့ဘူးအဲ့တော့ तू ကဘလိုမျိုးအပူကာပေးလဲဆိုရင် तू ကဒီဟာကကျွန်တော် epoxy ပေါ့နော် epoxy reason plate လို့ခေါ်ရတာတော့ကျွန်တော်အပူကာဖို့အတွက်ကိုလည်းဒီကောင်အသုံးဝင်တယ်ဘာလို့ဆိုတော့ကျွန်တော် label 4တစ်လုံးနဲ့တစ်လုံးကအပူခံအဲ့လိုမျိုးအပြားမထည့်တာဟုတ်ဆိုရင်ဘာဖြစ်လဲဆိုတော့တစ်ခုနဲ့တစ်ခုအရင်အပူတွေကူးပြီးတော့ကျွန်တော်တို့ဟိုပါပေါ့နော် အဲပိုပူလာမှာပေါ့နော်အထဲထဲမှာအပူတွေအများများပဲကျွန်တော် live phone ရဲ့တက်တန်းနေကုံဆုံးစီတယ်ပေါ့အဲ့တော့အဲ့အပြားလေးခံတာကျတော့ကျွန်တော်အပူကိုခံပြီးတယ်အပူကိုကာပြီးတယ်အပူကိုကျွန်တော်မျှပြီးတာပေါ့နော်သဘောပြောရမယ်ဆိုရင် तू အဲ့ရဲ့ပေါ့ကောင်လေးကကျွန်တော်အပူတွေကို तू ခံပြီးလိုက်တာတစ်လုံးနဲ့တစ်လုံးဝင်ချားတဲ့အပူကိုခံပြီးတော့ तू မျှပြီးတာပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ကျွန်တော်ဒီမှာ main switch ကိုလည်းဖတ်လို့ရတယ်ကျွန်တော် AI ကိုမေးတာ Gemini AI ပေါ့နော် Gemini AI ကိုမေးတာ ဲ့မှာဗာပြောရလဲဆိုရင်ကျွန်တော်တို့140 degree Celsius ကနေ155 degree Celsius ဒီသူကအလုပ်လုပ်တယ်အဲ့တော့ကျွန်တော် lipo full battery တွေမှာဆိုရင်ဒီမှာလာကြည့်ဗျာကျွန်တော်ပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်တို့ operating temperature charge ကကျွန်တော်0 degree ကနေ55 degree Celsius ဒီပဲအလုပ်လုပ်တယ်အဲ့ဒီမှာဆိုရင် discharge က20 minus 20ကနေ55 degree Celsius ဒီပဲအလုပ်လုပ်တယ်အဲ့တော့ပြောချင်တာကဗျာကျွန်တော်တို့ဒီကောင်တော့55ကြော်သွားပြီဒီကောင်ဖြတ်ချပြီအာဒီ0 degree အောက်ရောက်ဖြတ်ချပြီပေါ့နော်ကျွန်တော်အခုအပူချိန်ကိုပြောနေတာ တော့ကျွန်တော်ပြောတဲ့အခုနဒီအဝိုင်အောင်ဖလင်ပြားတွေက140ဒီဂရီအထိအလုံးလုံးတယ်ဆိုကြဲရဒါအပူခံအတွက်ကိုအလုံးလုံးပေးနေဆိုတော့တေးကြရဗျာကျွန်တော်အဲ့ဒါလေးကိုတေးချလေးရှင်းပြပေးချင်တာပဲဖြစ်တယ်အဲ့တော့ make sure ဒီဗီဒီယိုရှင်းပြတဲ့ဟာလေးကိုကျွန်တော် ID ဒီပေါ့เนาะဖွင့်ပြထားတဲ့ဟာလေးပေါ့เนาะဝင်ကြည့်လို့ရတယ်အဲ့မှာကျွန်တော်တေးချလေးအပူခံဖလင်ပြားတွေဘယ်လိုမျိုးထည့်ထားလဲဆိုတော့လည်းကျွန်တော်ပြရတာ live book 4တိုင်းမှာပါရတယ်ပေါ့เนาะ live book 4 battery တိုင်းမှာအဲ့ဒီအပူခံဖလင်ပြားတွေကျွန်တော်ထည့်ကိုထည့်ရတယ်မထည့်လို့မရဘူး ဲကျွန်တော်အဲ့ဒါလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်